မှန်ကန်တဲ့စဉ်းစားတွေးခေါ်မှုကသင်ဘဝအပြေအဝပြောင်းလဲစေနိုင်တယ်ဆိုတာသင်သိပါသလားအချို့သောသူတွေကအခက်အခဲတွေချမှာတော့ဘာကြောင့်ပြုံးနေနိုင်တာလဲပြီးတော့ဘလို့ချင်းနေမျိုးမှမစိုးပျော်နေတတ်တာလဲသင်တစ်ခါတလေစဉ်းစားဘူးပါသလားဂျိုင်းမဲအချို့ကတော့ကိစ္စတည်တည်မမာတွေမှာလဲစိတ်ညစ်ပြီးတော့မပျော်ရွှင်နိုင်ကြအောင်လေစိတ်တည်းကြတဲ့ကြတယ်ဒါသူတွေအခြေအနေတွေကြောင့်တမမဟုတ်သူတို့မှာအစွမ်းတစ်ခုခုရှိနေလို့လားဟုတ်ပါဘူးသူတို့ရဲ့တွေးခေါ်ပုံကြောင့်ပါသင်ကိုယ်တိုင်တွေးကြည့်ပါ စိန်ခေါ်မှုရင်ကိုအခွင့်အရေးတစ်ခုလိုမြင်နိုင်မယ်။ပြဿနာရင်ကတင့်ရဲ့တွေးခေါ်မှုတွေကိုပိုအားကောင်းလုပ်ပေးနိုင်မယ်ဆိုရင်တင့်ဘဝဘလောက်ပြောင်းလဲသွားနိုင်မလဲ။ဒါပေမဲ့ပြဿနာမှန်ကန်စွာတွေးခေါ်တတ်ဖို့အတွက်ဘလို့တင်ယူရမလဲ။ဒါကြောင့်မို့ဒီဗီဒီယိုထဲမှာသိပ္ပံနည်းကြသတိပြထားတဲ့စဉ်းစားနည်း၁၀မျိုးကိုအခုပဲပြပြမှာပါ။ဒီအကြံပေးချက်တွေကတင့်ရဲ့တွေးခေါ်နေကြအောင်ပိုကောင်းလာစေပြီးတင့်ရဲ့စိတ်ကြမ်းမာရေးကိုမြင့်တင်ပေးနိုင်တဲ့အပြင်ဘလို့အခြေအနေမျိုးမှာမဆိုအပြုသဘောဆောင်ပြီးတော့ယုံကြည်မှုရှိစေမှာပါ။ ဒီအကြံပေးချက်တွေကတည့်ရတွေးခမှုတွေကိုပြောင်းလဲစေနိုင်ပြီးတင့်ကံကျမကိုပြောင်းလဲစေမယ့်အစမ်းရှိပါတယ်။ကဲစလိုက်ကြရအောင်ပါရှင်။နံပါတ်၁ပထမဆုံးအနေနဲ့တည့်ရစိတ်ခံစားချက်ကိုဂရုစိုက်ပါ။ကျမတို့ရဲ့အုံနောက်ထဲမှာဖြစ်ပျက်နေတဲ့အရာတွေကသိရှိမှုအဆင့်ကိုရောက်တာအနည်းငယ်ပါပဲ။အုံနောက်ကအချိန်တိုင်းမှာအချက်လက်တွေအများကြီးကိုလုံးဆောင်နေပြီးတော့ကျမတို့ကဓာရီကိုလုံးဝနားမလည်နိုင်ပါဘူး။ကျမတို့ရဲ့စိတ်ခံစားချက်တွေကဒီဖြစ်ရတွေရဲ့ရလက်ပါ။ ဘယ်စိတ်ခံစားချက်မစို့ပေါ်လိုက်ဒါအောင်လည်းလူမရှိပါနဲ့ဒါတင့်အောင်တော့ကတင့်ကိုအရေးကြီးတဲ့အချက်လက်ပေးဖို့အတွက်ကြိုးစားနေရပါတင့်စိတ်ခံစားချက်တွေကိုလည်းလူရှုလိုက်ရင်တင့်အတွင်းအချက်ပြမှုတွေကိုဆုံးရှုံးသွားနိုင်ပါတယ်တင့်စိတ်ခံစားချက်တွေကိုဂယုစိုက်ခြင်းကတင့်ရဲ့ဆုံးဖြတ်ချက်တွေကိုပိုကောင်းစေနိုင်ပါတယ်နံပါတ်2အခြားကိစ္စတွေကြောင့်ခေါင်းရှုပ်ပြီးတော့ဖိအားများတဲ့အချိန်မှာမတွေးပါနဲ့။တင်ဆိုင်ခုံမှုတွေနဲ့ရေဆိုင်နေရတဲ့အချိန်မှာတွေးခုံနေရတာတင့်ကိုပို့ပြီးတော့ရှုပ်ထွေးစေနိုင်ပါတယ်။ လှုပ်ဆောင်မှုလိုတဲ့အချိန်မှာတွေးတောနေမယ်ဆိုသင့်ဆန်းရေးကိုယုံကြည်ပါဥပမာတရဘောလုံးကစားနေလို့ချက်ချင်းဆုံးဖြတ်ချက်ချလိုလာတဲ့အချိန်မျိုးမှာတွေးနေတာအချိန်ဖြုံးတာပါပဲသင်အဲ့ဒီຢာကိုသင်ယူထားပြီးပြီဆိုရင်တော့ဒါကိုယုံကြည်လိုက်ပါဥပမာလင်းရမောင်းတဲ့သူတယောက်ကလင်းရမောင်းနေတဲ့အချိန်မှာသူ့အတွက်ဘယ်နေရာမှာမှတွေးစရာမလိုပါဘူးသူကအရင်ကလေးကလေ့ကျင့်ထားပြီးသားပါဒါကြောင့်တင့်လေးကျင့်မှုကိုယုံကြည်ပြီးလုပ်ငန်းကိုမြန်မြန်ဆန်ဆန်နဲ့ကျွမ်းကျင်စွာလုပ်ဆောင်ပါ။နံပါတ်3 အခြားရွေးချယ်စရာတွေကိုစဉ်းစားပါ။တင်ဆောင်ပြချက်တစ်ခုချရတဲ့အခါမှာတင်တွင်းနေရကအမြင့်မှန်တယ်လို့မြူဆပါနဲ့။စစ်တူရင်ကစားသမားတွေလို့တွေးပါ။သူတို့ကရွေးချယ်စရာတိုင်းကိုစဉ်းစားတတ်ကြတယ်။ဥပမာတင်းရဲ့အဖေါ်ကလိန်နေရလို့ထင်သူကမှန်နေရလို့ယူဆပြီးဒီယူဆချက်နဲ့မကန့်ညီတဲ့အချက်တွေကိုကြည့်ပါ။ဒီနီလန်ကတင့်ကိုမှန်ကန်တဲ့ဆံဖြတ်ချက်တွေချဖို့ကူညီပေးနိုင်ပါတယ်။နံပါတ်၄တင့်ရဲ့အလေးထားတွေကိုမေးခွန်းထုတ်ပါ ျမတို့ရဲ့အလေးထားတွေကကျမတို့ထင်းချုပ်ထားတယ်။ဥပမာတင်ရဈေးကြီးရဲ့ဝါရုံကြိုက်တယ်ဆိုရင်ဒါအတင်ကိုယ်တိုင်ရွေးချယ်မှုလား။ဒါမှမဟုတ်ပတ်ဝန်းကျင်အတိုင်းဝိုင်းကတင့်ကိုတင်ပေးထားတာလား။စာအုပ်ဖတ်တာရုပ်ရှင်ကြည့်အပြင်တိတ်ကိတာတခြင်းတွေအကြောင်းကိုလည်းတွေးကြည့်ပါ။တင်ရဒါရီကိုတကယ်ကြိုက်တာလား။ဒါမှမဟုတ်အလေးထားတွေကြောင့်ဒါရီကိုလုံနေရလား။တဲ့ရဲ့အလေးထားတွေကိုမိကုံထုတ်တဲ့အခါမှာတဲ့ရဲ့တကယ်ရွေးချယ်မှုကိုနားလည်လာပြီးတော့ဘဝကိုပူပြီးကြောက်ရွံ့စွာဖြတ်သန်းနိုင်မှာပါ။ နံပါတ်5တင်ရချိုတဲ့ကအချင်းကြကြယူပြီးချိုးကြည့်ပါတခါတလေမှာကျမတို့ပြဿနာတစ်ခုကိုဖြေရှင်းနိုင်တာစိတ်ဖိစီးမှုကင်းတဲ့အချိန်မှာပါဖြစ်တတ်ပါတယ်လေးလာမှုတွေအရာတင်ကြကြလန်းလျှောက်တဲ့အခါကျောင်းမမဟုတ်ရေချိုးတဲ့အခါအုံနောက်ရဲ့ညာဘက်ခြံကပိုပြီးတက်ကြွလာပါတယ်အုံနောက်ရဲ့ညာဘက်ခြံကဖန်တီးမှုနဲ့ပြဿနာဖြေရှင်းမှုတွေမှာကူညီပေးပါတယ်ဒါကြောင့်ပြဿနာတစ်ခုကိုဖြေရှင်းဖို့ခန့်နေခဏနာပြီးရေချိုးလိုက်ပါပြီးရင်တင့်အုံနောက်ထဲကိုစိတ်ကူးတက်တွေဝင်လာတာကိုသတိထားမိပါလိမ့်မယ် နံပါတ်6တဲ့အမတ်တရားတွေကိုပြန်ဆန်းစစ်ပါကျမတို့ရဲ့အမတ်တရားတွေကအမြဲတမ်းမှန်ကန်နေရမှာမဟုတ်ပါဘူးကျမတို့ကဖြစ်ရတခုကိုပြန်ပြောင်းတွေ့တဲ့အခါမှာအုံနောက်ကထိဖြစ်ရရဲ့အချက်လက်တွေကိုပြောင်းလဲပြစ်တယ်ဆိုတာကိုသိပ္ပံပညာရှင်တွေကသက်တည်ပြထားတာတွေရှိနေပါတယ်ဒါကြောင့်တဲ့အမတ်တရားတွေကိုလုံးဝယုံကြည်မနေပါနဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေခြားရခါမှာတဲ့အမတ်တရားတွေကလုံးဝမှန်ကန်နေမှာမဟုတ်ဘူးဆိုတာကိုတတိယလိုက်ပါနံပါတ်9တင်သိပါသလား ကျမတို့ရဲ့မှတ်ဉာဏ်တွေကအငြင်းမှန်ကန်နေရမဟုတ်ပါဘူး။ဒီအကြောင်းတွေကိုလည်းသိပံပညာရှင်တွေကသက်သေပြခဲ့ပါတယ်။ကျမတို့ကအဖြစ်ပြက်တစ်ခုကိုပြန်ပြောင်းတတိယရေခါမှာအုံနောက်ကအဲ့ဒီအဖြစ်ပြက်ရဲ့အချက်လက်တွေကိုပြောင်းလဲပြစ်လိုက်ပါတယ်။ကျမတို့ထက်ခါထက်ခါစဉ်းစားလေးလေးအဖြစ်ပြက်ရဲ့အသေးစိတ်တွေကပြောင်းလဲသွားနိုင်လေးပါပဲ။ဒါကြောင့်သိရဲ့မှတ်ဉာဏ်ကိုလုံးဝအားကိုးမနေပါနဲ့။အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်တဲ့အခါမှာသိရဲ့မှတ်ဉာဏ်ဟာလုံးဝမှန်ကန်နေမှာမဟုတ်ဘူးဆိုတာကိုတတိယပါ။နံပါတ်၈ အကြောင်းအရာအများကြီးကိုတစ်ချိန်တည်းမှာလုပ်ဖို့မကြိုးစားပါနဲ့စိတ်အားထက်သန်မှုနဲ့တွေးခေါ်နိုင်စွမ်းဟာကန့်သတ်ချက်ရှိပါတယ်တစ်ချိန်တည်းမှာအများကြီးလုပ်ဖို့ကြိုးစားရင်တိတ်အောင်တော့ဟာမြန်မြန်ပင်ပန်းသွားပါလိမ့်မယ်လေးလာမှုတစ်ခုအရာလူရီယိုရှုပ်ထွေးတဲ့နံပါတ်တွေကိုမှတ်ခိုင်းပြီးတော့ကိတ်မုတ်နဲ့ဆက်လက်ရွက်နှမျိုးရွေးခိုင်းတဲ့အခါမှာသူတို့ဟာကိတ်မုတ်ကိုအများအပြားရွေးချယ်ကြတာကိုရှောက်ဖွေတွေ့ရှိခဲ့ပါတယ်တိုင်းမဲ့ရိုးရှင်းတဲ့နံပါတ်ကိုမှတ်ခိုင်းပြီးတော့ဆန်းစစ်တဲ့အခါမှာတော့ဆက်လက်ရက်ကိုရွေးချယ်ကြပါတယ် ဒါဟာတက်စိတ်ပင်ပန်းရဲ့အခါမှာတဘာဝအတိုင်းလွယ်ကူပြီးကျမရင်နဲ့မညီညွတ်တဲ့ရွေးချယ်မှုတွေကိုရွေးချယ်ကြတာပါ။ဒါကြောင့်တစ်ချိန်မှာတစ်ခုရဲကိုလှုပ်ပါတင့်ဆွမ်းအီကိုချစ်တာပါ။ဒါကတင့်ကိုပို့ပြီးတော့အာရုံစူးစိုက်မှုရှိစေပါလိမ့်မယ်။နံပါတ်၈အမားတွေကိုလက်ခံပြီးပြုပြင်ပါ။အောင်မြင်တဲ့သူတွေဟာသူတို့ရဲ့အမားတွေကိုကြောက်ရွံ့ကြတာမဟုတ်ပါဘူး။သူတို့ရဲ့အာဏာချက်တွေကိုလက်ခံပြီးအဲ့အရာတွေကိုပြုပြင်ဖို့စူးစမ်းကြပါရစေ။ တင်ကတခုခုမှတော်နေပြီဆိုရင်ဒါကိုတင်ကပို့တော့အောင်ပို့ကောင်းအောင်မလုပ်နိုင်တော့ဘူးလို့မဆိုလိုပါဘူး။တင့်အမားတွေကိုတိမြင်ပြီးအဲ့အရာတွေပို့ကောင်းအောင်ကြိုးစားနိုင်ပါတယ်။ဘယ်နေရာတွေမှာမှားသွားလဲ။နောက်တစ်ချိန်ပို့ကောင်းအောင်ဘလို့လုပ်မလဲဆိုတာတွေးပါ။ဒီစိတ်ထားကတင့်ကိုဘယ်နေပင်မှမဆိုတိုးတက်စေပါလိမ့်မယ်။နံပါတ်9အိမ်မက်မက်ပါကျမတို့အားလုံးကလုပ်ငန်းတွေနဲ့ပြည့်နေတဲ့အချိန်စရာတွေကြောင့်ကျမတို့ရဲ့အိမ်မက်တွေကိုလွတ်လွတ်ရှုမိတတ်ကြပါတယ် ဒါပေမဲ့အိမ်မမတာကတင့်ရဲ့ဖန်တီနိုင်စံကိုတိုးမြင့်ပေးပါတယ်။တင့်ကနေကင်းမမှာအိမ်မမတဲ့ခါတိတ်အောင်အောင်ဟာစောက်တယ်မှုအစ်စ်တွေကိုဖန်တီပြီးဖြစ်နိုင်တဲ့အစ်စ်တွေကိုစူးစမ်းပါတယ်။အိမ်မဆိုတာခလေးရဲ့အတွက်ပဲမဟုတ်ပါဘူး။ဘယ်အသက်ရဲ့မဆိုလူတွေဟာအိမ်မမပြီးသူတို့ရဲ့ဖန်တီနိုင်စံကိုတိုးမြင့်နိုင်ပါတယ်။ဒါကြောင့်အချိန်ယူပြီးတော့အနာယူကတင့်ရဲ့စိတ်ကိုလလဆွာနဲ့လှည့်ပတ်ခွင့်ပေးပါ။ဒီဖြစ်စဉ်ကတင့်ကိုစိတ်ကူအစ်စ်တွေပေးပြီးတော့တင့်ရဲ့တွေးခေါ်ပုံတွေကိုပိုကောင်းစေပါလိမ့်မယ်။နံပါတ်10 သင်ဘလို့တွေးခေါ်တယ်လဲဆိုတာကိုပြန်သုံးသပ်ပါသင်ဘလို့တွေးခေါ်လဲဆိုတာကိုသင်ကိုယ်ရင်ပြန်စဉ်းစားမှုပါသလားမှတ်ကန်တဲ့အဖြေရရှိဖို့အတွက်ညာရင်တစ်ခုရဲနဲ့မလုံလောက်ပါဘူးသင်ဘလို့တွေးခေါ်လဲဆိုတာကိုနားလည်ဖို့အရေးကြီးပါတယ်ကျမတို့ရဲ့အုံနောက်ကစစ်သားတွေတုံးနေဓာတ်တက်လက်လို့ပါပဲတဒနာအမျိုးမျိုးကိုဖြစ်ရှင်မှုကရိယာအမျိုးမျိုးပါဝင်ပါတယ်ဘယ်ပြဿနာနဲ့ကြုံကြုံသင်ကိုယ်သင်မေးပါဒီအချိန်ဒီအတွက်ဘယ်ကရိယာအကောင်းဆုံးဖြစ်မလဲဒီဖြစ်စဉ်ကသင်ကိုပို့ထရအောင်တွေးခေါ်အောင်ကူညီပေးပါလိမ့်မယ် မှန်ကန်စွာတွေးခေါ်တတဲ့အလေးချင်းဟာတင်းရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းဖန်တီးနိုင်စွမ်းနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကိုတိုးမြှင့်ပေးနိုင်ပါတယ်